တချင်းနာမည်က expire expire ဆိုပြီးတော့အခုခုတော့ပေးထားရပါတော့တရားကကျွန်တော်တယောက်တည်းအတွက်မဟုတ်ဘူး relationship တိုင်းအတွက်ကိုစားပြုတဲ့တချင်းပေါ့နော်ကျွန်တော်ကျွန်တော်တယောက်တည်းတတိပုဂ္ဂလအတွက်အာဟိုဖြစ်နေတဲ့တချင်းမဟုတ်ဘူးမလိုအပ်ဘူးလို့မပြောမလိုမလိုအပ်တော့တာမဟုတ်သူကဒိတ်ကောင်သွားတာတတန်းကောင်သွားတာကျွန်တော်လို့ပေါ့အဲ့လိုမျိုးဖြစ်သွားရင်ဘု து တွေမှာ အနှောင့်အယှက်မဖြစ်ဘဲနဲ့ဒုက္ခမဖြစ်စေဘဲနဲ့အကောင်းဆုံး handle လုပ်ပြီးတော့အေးအေးဆေးဆေးလေးဖြတ်တန်းဖို့ထိုက်တော့မှာတယ်။ရုံကြည်စွာနဲ့ကိုယ့်ရလက်ကိုတွဲထွေးဖက်ပြရသည်ခွင့်တော့တောင်းခြင်းနဲ့ရုံထွေမပြေနဲ့အချစ်ဆုံးရဲ့အာကျွန်တော်အခုလောလောဆယ်တော့တခြင်းအစ်နှစ်ပုတ်ပေါ့နော်တခြင်းအစ်နှစ်ပုတ်လုပ်နေတယ်အာတပုတ်ကတော့တပုတ်ကိုတော့ကျွန်တော်အာ music video ပါတခါတယ် ထွက်နိုင်အောင် try နေရပါတော့ဒါမဲ့လည်းအားလည်းကျွန်တော်တကြံပြီးရောက်မှာပဲကျွန်တော်ထွက်ပြမှာပါဟုတ်အဲတချင်းလေးကတချင်းကဟိုဟာဇွဲပြည့်ဇွဲပြည့်ကျောင်းကျောင်းကြီးပေါ့နော်ကျောင်းကြီးဇွဲပြည့်ကလက်ဆောင်ပေးတာကျွန်တော်ဟုတ်တချင်းရေးတာကတော့ဟိုညီလေးမင်းစော်ထက်မင်းစော်ထက်ဆိုတော့ကျွန်တော်တို့ဒီနမင်းရင်ရဲ့တချင်းလေးကြားရင်ရေးတဲ့ဒီရေးစရာပေါ့နော်သူရေးထားတဲ့တချင်းလေးအဲကျွန်တော်နဲ့လည်းတော်တော်လေးအော်ဘယ်လိုပြောမလဲ လိုက်တဲ့အတွက်ဇွဲပြရအမှကျွန်တော်နဲ့ခီးသွားရင်လည်းအကွီးတွေလက်ဆောင်ဝယ်ပေးမယ်ဆိုရင်လက်ဆောင်တကောင်ဝယ်ပေးတာဟုတ်ကဲ့ဘလို့ပြစင်းမှုတွေလဲအဲ့ဒါတချင်းလေးတာဟုတ်ကဲ့ဒါပေါ့ဟိုပါပေါ့သူကကျွန်တော်တို့တချင်းနာမည်က expire expire ဆိုပြီးတော့အခုခုတော့ပေးထားရပါတော့သူကဒီမျိုးဟိုကျွန်တော်တို့ဘလို့မျိုးဟာတွေပဲဖြစ်ဖြစ်ဘလို့အရာတွေပဲဖြစ်ဖြစ်ဥမာဒီကွန်မြူစီပဲဖြစ်ဖြစ်အာလူမှုရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ် အဲ့အရာမှာ expire ရှိတယ်ပေါ့နော်တတန်းကုန်သွားတယ်ဆိုတော့ပေါ့အဲ့လိုတခြင်းလေးပါလိုပါပဲဟိုဥမာကိုစားတောက်နေရစားတောက်ပဲပဲဖြစ်ဖြစ်အဝတ်ထည်တွေပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအာကိုတယောက်တည်းမှာမဟုတ်ပါဘူးလူတိုင်းနဲ့တက်ဆိုင်တယ်လေ expire ဆိုတာဆိုတော့အဲ့အကြောင်းလေးကိုအာရေးထားတဲ့တခြင်းလေးပေါ့ expire ပဲဖြစ်ဖြစ်မဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အကောင်းဆုံးပဲနေထိုင်သွားတယ် ကိုကိုကိုဘယ်လိုကောင်းအောင်နေမလဲလိုပဲကိုကိုကိုတုံ့တက်ပြီးတော့ပဲနေနေရပါတော့အာလူလူဆိုတော့ဗျာဟိုအတ္တတွေတော့ရှိကြတာပေါ့ဒါပေမဲ့ကိုကြောင့်တပားသူမထိခိုက်ဘူးဆိုရင်ပြီးပြီဆိုတော့ကျွန်တော်ကအမြဲတမ်းပဲအာကျွန်တော်အဖေမေတွေကျွန်တော် ွားတွေပြီးတော့ကျွန်တော်အဓိကကျွန်တော်ဦးလေးကျေးဇူးရှင်ပေါ့ကျွန်တော်ကျေးဇူးရှင်ကျွန်တော်ဦးလေးရဲ့အဆူဆုံးမစကားတွေနဲ့ကျွန်တော်အမြဲတမ်းကောင်းမွန်စွာနေထိုင်နေအမြဲတမ်းစိတ်ကိုဖြူအောင်ထားတယ်ဦးလေးကလည်းဘာသာရေးသမားကြီးဆိုတော့တခုခုဆိုရင်ကျွန်တော်လည်းမျိုးဒီဘာသာရေးနဲ့နှိုင်းရှင်ပြီးတော့ဆုံးမတာတွေရှိတယ်ရှိတော့ကျွန်တော်ဟိုးရင်တည်းကကျွန်တော်လည်းမျိုးဟိုအကောင်းဆုံးမဲ့နေထိုင်သွားတယ်ဗျာပြီးတော့မိသားစုကိုလည်းဘယ်တော့မှဒုက္ခမပေးတဲ့တားတယောက်အနေနဲ့ကျွန်တော်နေထိုင်တယ် ကောင်းတဲ့အမှတ်တရတွေကိုပဲရင်ထဲမှာခေါင်းထဲမှာတိမ့်ထားတယ်ကျန်တာတွေတော့မရှိဘူးပေါ့အမှတ်တရလေးတော့တိမ့်ထားတာပေါ့ကိုကကိုကဘယ်လောက်ပဲဟိုတိုင်အောင်စင်ရှိပြီးတော့ဆက်ကျင်နေလေတစ်ဖက်ကမလိုအပ်တော့ဘူးလို့ထင်ဒါကိုကကိုကြောင့်နှောက်ရက်ဖြစ်သွားမှာလေအဲ့တော့ကိုကဒီတိုင်းလေးပဲအေးအေးလေးပဲနေလိုက်တယ်ဘယ်တော့မှနှောက်ရက်မဖြစ်စေဘူးอืมနှောက်ရက်မဖြစ်စေအောင် ်နေနေအောင်နေရတာပေါ့နေနေအောင်နေရတာပေါ့အာတိုက်ဆိုင်လို့ပဲဇွဲပြရဝယ်ပြီးပေးတာပြီးတော့ကျွန်တော်ချစ်တာလည်းပါတာပေါ့နော်ဒီကောင်ကအရင်ချစ်တာကျွန်တော်သူ့အကိုတယောက်လို့ပဲသူသူ့အကိုကျွန်တော်တို့ပေါ်တာပဲကွန်ဂျူကွန်ဂျူဆုံးသွားတော့အမသူချစ်စရာအကိုရေကကျွန်တော်နဲ့ရှုမောင်းနေပဲရှိတာအောင်ဆိုတော့တော်တော်လေးလဲ ညီကိုတွေလိုမျိုးညီကိုရင်တမျှပဲဆိုပြနေရတော့ဘာလို့မျိုးတခုဆိုလဲအာဟိုသွားမယ်ဒီသွားမယ်အာသူအားရင်အဥမာသူတခြင်းဆိုရဲနေသူကဘဒူးနေဆိုတာကို Emperor နဲ့ရှင်းမိုင်မှာဆိုရဲအဲဆိုရင်ကျွန်တော်က live လွန်စေအောင်ပြီးတာနဲ့ညီမင်းအဲ့မှာရှိတာအဲရှိရဆိုအမသွားပြီးတော့တွေ့ပါတော့စုံပြီးဖူဖူတို့နဲ့စကားပြောဖူဖူတို့ဒီဒေါက်တာတို့လူကြီးတွေနဲ့စကားတိုင်းပြောအဲ့လိုမျိုးသူတို့စီကဥမာ ဘုဒ္ဓတာလေးနားထောင်အဲလိုမျိုးပေါ့ဟုတ်ပါရဲ့လည်းချက်ကောင်းဒီလိုမျိုးပဲဖြတ်တန်းတယ်ဟုတ်ကဲ့ပါတရားကကျွန်တော်တယောက်ထဲတော့မဟုတ်ဘူးကျွန်တော်တယောက်ထဲတော့မဟုတ်ဘူး relationship တိုင်းအတွက်ကိုစားပြုတဲ့တခြင်းပေါ့နော်ကျွန်တော်ကျွန်တော်တယောက်ထဲတတိပုဂ္ဂလအတွက်အာဟိုဖြစ်နေတဲ့တခြင်းမဟုတ်ဘူးဒီကျွန်တော်တို့အာအိမ်တောင်ရေးပဲဖြစ်ဖြစ်အာဒီဒီလိုမျိုး relationship တွေမှာဖြစ်လေဖြစ်ထရှိတဲ့ဥစ္စာလေးတွေကို ခုစားပြုပြီးတော့ဖော်ပြထားတဲ့တခြင်းပေါ့နော်ဟုတ် MTV ရရင်လည်းဒီလိုပဲ MTV ရရင်လည်း music video ရတဲ့အချိန်မှာကျွန်တော်ကကျွန်တော်ရဲ့ဘာခံစားချက်မှာကျွန်တော်ထည့်ရိုက်မှာမဟုတ် writer ကိုပဲ writer writer နဲ့သူ script ရေးတဲ့လူရဲ့ဟိုဇလန်းကိုပဲကျွန်တော်ရိုက်မှာဟုတ်အဲ့တော့အဲ့ဒီ date ကအခြေရေးတော့ပေါ့ဟိုမှာပြီးပြောချင်တယ်အများကြီးပေါ့နော်ဒါပြည့်တဲ့ကျွန်တော်လို့ပေါ့ ဲ့လိုမျိုးဖြစ်သွားရင်ဘုသူတွေမှအနှောက်အယှက်မဖြစ်ဘဲနဲ့ဒုက္ခမဖြစ်စေဘဲနဲ့အကောင်းဆုံး handle လုပ်ပြီးတော့အေးအေးဆေးဆေးလေးဖြတ်တန်းဖို့ထိုက်တော်မှာတယ်ဒီတော့လည်း life နဲ့ပတ်သက်ပြီးစဉ်းစားထားတယ်အများကြီးရှိတဲ့ပါလို့ပေါ့နော်အခြေအနေအကြီးနဲ့ပတ်သက်ပြီးဘယ်လိုလေးစဉ်းစားထားတယ်တရားပြပွဲနေတော့မှာလားဒါကတော့စကားကုန်ပြောလို့မရဘူးပေါ့နော်ဟုတ်ကိုပိုင်နာက ဒီဒီရဲ့ဗမနဖဏောင်းကိုမပိုင်အောင်လေနဖဏောင်းကိုမပိုင်အောင်ဆိုတော့စကားဆိုတာတော့အဲ့လိုမျိုးပြောလို့တော့မရဘူးပေါ့ဖြစ်လာတဲ့အပေါ်မှာအကောင်းဆုံးပဲနေထိုင်ဖို့ပဲစဉ်းစားရမှာပေါ့ဟုတ်မလို့အဖူးလို့မပြောမလို့မလို့အတော်တာမဟုတ်သူကဒိတ်ကုန်သွားတာတတန်းကုန်သွားတာအဲ့ဆိုလိုပဲကိုလုံးဆရာရှိရလေးလောက်ရတာပေါ့ဟိုမှာကိုကျွန်တော်ဆိုအခု ကျွန်တော် life plan ဈေးရောက်နေကျွန်တော်အိမ်ရဲ့စီပါရေး life plan ဈေးရောက်နေကျွန်တော်တို့ကတနင်္လာနေ့ဂျာတာ break ठी ပေါ့နော်တနင်္လာနေ့ဂျာတာ break ठी ကျွန်တော် life plan ဈေးရောက်နေတောက်ကြစနေတနုံးနေ့နားရဲပေါ့နော်နားတဲ့အချိန်မှာကျွန်တော်တို့က delivery အဟိုရင်တော့ကျွန်တော် delivery ပါပို့တာဒါပေမဲ့ခုနောက်ပိုင်းကျတော့မလုံနိုင်တော့ဘူးအာပြီးတော့အစတော့ကျွန်တော်တောက်ကြစနေတနုံးနေ့နားရဲရဲ့မှာကျွန်တော်၃ရက်လုံး9064ဒီ10မိုင်နဲ့ဒီ Jasmine ဆိုင်နဲ့ဆိုရယ်3ရက်ဆိုရယ် အခုတော့ Jasmine ဆိုင်ကပြိပြီးတော့ Diamond Air ထပ်ဖွင့်တော့ Diamond Air ထပ်ဖွင့်တော့ကျွန်တော်ဒီဘက်10မိုင်တောက်ကြတည့်ရပဲအာတနင်္ဂနွေတည့်ရပဲကျွန်တော်ဆိုပြတော့တယ်10မိုင်မှာအာဂျန်နေရက်ကတော့ဒီ Diamond Air မှာအာ relevant win ဆိုပေးတာရှိတယ်တခါလေးစနေပေါ့နော်တခါလေးကြာလေဒီဘက်ကြာတာပဲ10မိုင်မှာတခါလေးကြာလေ relevant win ဆိုပေးတာရှိတယ်ပုံမှန်ကတော့အခုတနင်္ဂနွေတည့်ရက်ကတော့ကျွန်တော်10မိုင်64မှာအများနဲ့ရှိတယ်ဟုတ်အခုကျွန်တော် try နေပေါ့နော် อ่า try เนี่ยดีดีลาได้ดีมัชลาได้เว้ยเปียๆอ่า April ละอสาเว้ยเปียๆจนมิวสิกวิดีโอย้ายผู้ try နေပါတယ်อ่าทชิ้นก็เราจนดีตะจันปีบ่เนาะตะจันปี April อกုံเปียๆเมลาได้เว้ยเปียๆจนถั่วနိုင်အောင် try နေပါတယ်လို့ဟုတ်အဲ့တော့ဆိုတော့အဒီ Aspire ทชิ้นလေးถั่วလာရင်လဲဒီကကြီးနေကြတဲ့ညီကောင်မောင်နှမတွေအားပေးပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျ